ငရုရဲ့ပြည်သူတွေဆိုတာအကောင်စီကိုစန့်ကျင်တဲ့တော်လိုင်းရေးတက်တွေကိုပဲအပွဲခံတာကိုသူဆိုတာမဟုတ်ပါဘူးအကောင်စီကိုစန့်ကျင်ပြီးတော့ CDN ဝင်လာတဲ့တင်တွေကိုလည်းသူဆိုလျက်ပါပဲကဲခုတော့တင်138កောင်ကိုတော်လိုင်းရေးတက်တွေကယာယီထိမ့်သိလိုက်ပြီဖြစ်ပါတယ်ပြည်သူဆိုကတက်လာရင်ပြန်လွှဲပေးမယ်လို့တော်လိုင်းရေးတက်တွေကလည်းထုတ်ပြန်လိုက်ပါတယ်ကဲတင်138កောင်ပါသွားလို့ဘောမရက်ွက်လောင်းနေပြန်ပြီဗျာသူတို့အဖအား ။လူမပြောနဲ့စင်ဦးတော်မထိန်သိမ်းနိုင်တဲ့အဘအိုသူတို့တွေဘောမနေပြီဆိုတဲ့ကသိကြပါတယ်။ဒီကောင်တွေလည်းမကြတော့ပါဘူး။ I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do, so instinctive and so passionate. Every word I move, so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past. And the pettiness, a reflection of the emptiness. Hilarious. ကိုကောင်ကျွန်တော်တရုတ်မြန်မာနေစားပေါင်စီနဲ့မြောက်မယ်ဆိုခင်ဗျာဘီလီယံနဲ့ချိတယ်စင်တကောင်ကိုတထောင်ကျော်တယ်မြန်မာငွေတထောင်ကျော်တယ် မင်းတို့ရောင်းစားဖို့ပဲစဉ်းစားနေရမင်းရဲ့ဘရဲ့ဘောမတွေတော့မပြောအောင်မင်းတို့ဘလို့ဘဲရအောင်ဘလို့ရောင်းအောင်မလဲဆိုပြီးစဉ်းစားနေတဲ့ကောင်တွေကောင်းထဲမှာစာကလေးကောင်းနဲ့ကောင်းတိုင်းကဘဒေါသကြီးပြောဖမ်းခံလိမ့်မယ်နော်ကျွန်တော်ကိုကြီးလေအဲကျွန်တော်နောင်ကိုကြီးဒေါသကြီးလည်းပြောနေကြားပါလေကိုကိုစဘုံကြီးပြောတယ်ကြားတယ်ကိုကျွန်မတို့ပြောတယ်ကြားတယ်တခြားမင်းပြောမှာပဲစဘုံကြီးတို့ကြော်မျိုးမင်းတို့အခုပဲသွားပြီးဖမ်းခံရလို့ပြင်နေပြီဒါကြီးမှလည်းပြောတယ်မဟုတ်ဘူးလုပ်ပြတာလေနော်ဘာလဲနေပြီးတော့တလောအပိုင်စားပါလေအခုချင်းကြီးဟွန်းထမင်းကြီးကိုပူစော်ပါလေကြောက်ပြီးကိုပတ်တာပါလေကျွန်တော်မြင်ပါလေမပြောလို့ရတယ် ဒီကောင်ကထပ်ပြီးတော့ဘောမတွေကိုမိအောင်လုပ်နေရနော်အေးဘောမတွေမင်းတို့ဘောမဘောမချင်းကြိုက်နေပြီနော်ဒီကောင်အညောင်ထိုးနေပြီနော်ပြောချင်စိတ်ကမရှိတော့ပြောရလောက်အောင်ကိုထိုက်တန်နဲ့ဂုံမရှိတော့လို့မပြောတာအယူချင်းနေလားကျွန်တော်တို့လေးစားရမယ်တမတော်ကြီးကကျွန်တော်တို့လေးစားရလောက်အောင်အဲ့တမတော်ကိုအုပ်စုတဲ့ပုံကိုလောက်ပြနိုင်ရင်လေးစားလိုက်လောက်မပြနိုင်ရင်တော့ပိုကြည့်ပြစ်တယ်ပဲကြည့်နေလိုက်ပါအဲ့ကျွန်တော်တို့နိုင်ငံတော်အတက်ပြီးကျွန်တော်တို့ဘာပြင်ရလားအဲ့သူတို့ကားကြီးနဲ့သူတို့စီးပွားရေးတာကြည့်နေလားကျွန်တော်တို့အတက်ကြီးတည်ပြရမှာ င်းတို့ကအဲ့ဒါစောကြီးတက်သိရမှာလေဒါပေမဲ့မင်းတို့နောက်ကျသွားပါပြီနောက်ကျသွားရင်နောက်ကျသွားပြီမင်းတို့ကိုမင်းတို့စောသေးလို့မထင်နဲ့မင်းတို့ကောင်းဒီဘာကောင်းလဲဆိုတော့တနိုင်ငံတော့သိသွားပြီဟွန်လိုင်းကြီးပြီးရနေ့မင်းတို့အသက်ရှင်နေတော့မင်းတို့ဘဝသေးပြီအလားတင်ခနိုင်အဲ့ဒီချစ်တယ်ပြီးလောက်မရှိဘူးရိုးရှင်နေကိုတက်မတက်မထားကွန်မီပြစီကကျွန်တော်တို့အမျိုးသားတွေကအားလုံးကိုလက်ညှိုးထိုးပြရတာအလကားပြေးသွားမှာပဲရိုးရှင်လေးပဲဘာလို့လုပ်မှာကြောက်တရားကြောက်တရားကောင်းနေဗျာကြောက်တရားကိုထည့်ပြီးခန်းခန်းလိုက်ရတဲ့ကောင်းလေပြောရှင်နေအားကြောင့်ဘာဖြစ်လဲခီးသွားတယ်စားတယ်တောက်တယ်ပြောရှင်နေသွားတယ်လားခီးစီကဘာလို့ပြောဖြစ်တာလဲ အားလုံးပဲမင်္ဂလာပါကိုကျက်ရူဘော်ရူရှင်းရချင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေကို reaction မလို့တောပိတ်ကမှာတော့ယနေ့ဒီဇင်ဘာလ18ရက်နေ့အင်္ဂါနေ့ရက်နောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးတော့မှာဖြစ်ပါတယ်ဧဒါအတွင်းစစ်ခွေးတေဆုံးမှုစီးရင်မှာတော့ချင်းမီနယ်ခေါလန်ဖူးမှာတော့အသေးများပါတယ်အကွေးတိုင်းအခောက်ကူမြို့နယ်မှာ၄ကောင်အကွေးတိုင်းမြိုင်မြို့နယ်မှာ၂ကောင်ဒိုင်းတိုင်းရွှေဘုံမြို့နယ်မှာ၄ကောင်ဒိုင်းတိုင်းမိုးရွာမြို့နယ်မှာ၂ကောင်နှင်းသာရီတိုင်းဒဝယ်မြို့နယ်မှာ၂ကောင် တင်တားီတိုင်းလောင်းလုံမြို့နယ်မှာတကောင်ပဲခူးတိုင်းညောင်လေးမင်းမြို့နယ်မှာတော့နှစ်ကောင်အရှင်ဖမ်းမိပြီးမန္တလေးတိုင်းတောင်သာမြို့နယ်မှာတော့တကောင်လင်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။အဲနေ့စဉ်နဲ့အများစစ်ကွေးတည်ဆုံမှုစင်းရတော့ဘယ်တော့မှပြက်လက်သွားရဆိုတာမရှိပါဘူး။အောက်ကြီးကြီးအပြင်စစ်တပ်ရဲ့အင်ဟာဘလောက်ထိရော့ကျနေပြီဆိုတာသိရမှာဖြစ်ပါတယ်။ဒါကြောင့်လဲသမှုတဲ့ဥပဒေကိုအဲ့နှစ်ဆတိုးပြီးတော့လိုက်ပြီးတော့ရင်းဓမ္မအန်ယူတဲ့ကိုဝင်ခိုင်းနေတာကိုသိရှိနေရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ဒီဇင်ဘာ16ရက်နေ့ ။နောက်ပိုင်းမှာတော့အမိမသိတဲ့ရင်တစည်းဟာအောင်းငင်ကနေဖြတ်တန်းသွားကြောင်းမြန်မာတနိုင်ငံတော်ကနေရအနှံပြကတွေ့ရှိနေရတယ်ဆိုပြီးတော့နေရအနှံပြကလည်းအသက်နေထွက်နေပါဗါး။အေးအားလုံးပဲမျိုးရီအားလုံးရောတွေ့ရှိရလူများရှိရင်လည်းဘန်ကြယ်လို့ရပါဗါး။အဲ့လက်ရှိမှာတော့ပသိမ်မြို့ပေါ်ကောင်းငင်ကနေအမိမတိဖြတ်သွန်းသွားတယ်လို့ပသိမ်မြို့ပေါ်ကလူတယောက်ကတင်ထားတွေ့ရပါတယ်။အရာဝတိုင်းပသိမ်မြို့မှာတော့ဒီဇင်ဘာ16ရက်ညပိုင်းအမိမတိရင်တစည်းကောင်းငင်ကနေဖြတ်သန်းသွားကြောင်းဒေသခံတွေကပြောထားတာဖြစ်ပါတယ်။ တိမ်မြို့ပေါ်ကောင်းကင်မှာဖြတ်တန်းသွားသောအစူပါရင်သည်အတန်မထွက်ပဲမီးရောင်ဖြာထွက်ကအနောက်ဘက်ရက်သို့ထွက်ခေါက်သွားကြောင်းလေဒေသခံတွေကပြောထားပါဗါးအချိန်တိကျဆိုရင်တော့ည9:45လောက်ဖြစ်မဲ့လေရင်တို့ဒရုန်းတို့မဟုတ်ဘူးဘာမှမသိတဲ့ရင်မဟုအမတ်ရှိရကွက်နေအသက်20ကျော်အရွယ်မျိုးသားတအူးကလည်းပြောထားပါဗါးပေါ်ကောင်းကင်ဖြတ်တန်းသွားသည့်အစူပါအမီမသိရင်ကိုအာကာသရင်ဥက္ကပြရင်စသည်ဖြင့်အမျိုးမျိုးဝေဖန်ပြောဆိုနေရတာတွေ့ရှိရပါတယ်နောက်ထပ်သတင်းပုံမှာတော့စစ်ကောင်စီကသူတို့လေတက်ကထုတ်လုပ်တဲ့ကင်းထောက်လေရင်မျိုးစားနှစ်ခုကိုထုတ်ပေါ်ပြသလိုက်ပြီးဒီကြောင်စွမ်းအားကို စစ်ပွဲတွေမှာပုံမှန်အသုံးပြုမယ်လို့အာနာသိန်းစစ်ကောင်းဆောင်စစ်ရှုံးမင်းအွန်လိုင်းကပြောကြားလိုက်ပြီးဖြစ်ပါတယ်စစ်ကောင်စီရဲ့လီဒက်ကတီထင်လိုက်ပြီးဖြစ်တဲ့ဒေရင်ပြန်မျိုးစားနှစ်မျိုးကိုတတ်တာပြီးတော့ဒေရင်ပြန်တွေနဲ့ဒေတက်တွေနဲ့အားလုံးအင်တိုင်းအားတိုင်းနဲ့သူခွင်းသွားမယ်လို့လဲစစ်ကောင်စီစစ်ရှုံးမင်းအွန်လိုင်းကပြောထားတာကိုသိရှိရပါတယ်ကဲလီဒက်တွေနဲ့ပဲဖြိုခွင်းနိုင်မလားဒေတက်တွေပဲပြိုကွဲမလားဆိုတော့စောင့်ကြည့်ရမယ်နေထားပါပဲအေဒီယာထဲမှာတရှိတဲ့ တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပိုင်နဲ့စင်အားလုံး138កောင်ကို TNL ပြည်ရဲ့တွေကသူထိချုပ်နိုင်ခဲ့တယ်။ထိချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာ TNL နဲ့မန္တလေး PDF အဖွဲ့တွေရဲ့သဘောတူညီချက်အရာတနည်းအားဖြင့်တရားစတာရရှိတဲ့ပစ္စည်းတွေကိုတရားစတာခွဲဝေခွဲဝေမှုသဘောတူညီချက်အရာအားလုံးသူတို့ရရှိတာကစင်ကောင်138កောင်ရတယ်။ပိုင်နဲ့ဝန်ကြီးဌာနကတရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနပိုင်နဲ့စင်နေတနည်းအားဖြင့်နိုင်ငံတော်ပိုင်နဲ့စင်အားလုံး138កောင်ကိုသူတို့ရရှိခဲ့တယ်။ကဲ ခုချိန်မှာနိုင်ငံတော်ပိုင်ဆိုတာဘာမှမရှိတော့ဘူး။ဘာလို့လဲဆိုတော့မင်းတို့အသက်တော်မင်းတို့ပိုင်တော့ဘူး။မင်းတို့မလုတ်ချင်လို့ကြည်နေတာလုတ်ချင်ရင်မင်းတို့အသက်တော်မင်းတို့ပိုင်တော့ဘူး။ PDF ဖွင့်ရတဲ့သဘောတူညီချက်အရာတို့တွေကကျွန်တော်ဒီတက်မလို့စကန်တစ်ခုကိုတင်ပိုက်ရရှိပြီဆိုရင်အဲ့ဒီစကန်မှာရှိတဲ့ဒီရှိရတဲ့လက်နက်ဆိုရင်တယောက်တစ်ဝက်ယူရတယ်ခရမ်းတယောက်တစ်ဝက်ယူရတယ်။ပြီးတော့ကျွန်တော်မျိုးတို့မျိုးကိုတို့ထိန်းချုပ်နိုင်ပြီဆိုရင်အဲ့ဒီမျိုးထဲမှာရှိတဲ့ပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ရွှေငွေတွေပြီးတော့ကျွန်တော်စီဝါရေးဘဏ်ထဲမှာရှိတဲ့ငွေတွေပေါ်တိကဘဏ်ထဲမှာရှိတဲ့ငွေတွေကိုလည်းတို့ဖောက်တယ်ဖောက်ပြီးတော့သူတို့ဝက်ကိုတို့ဝက်ချာ 阿龙生阿龙底下都在香港系列，底下都在香港安尼面 d N L 个 d N L 个超色古光拜年，超市股光也是到位。哎，你超市古光好，就那路，这个马玉安那边，武功玉安那边 d N L 的 LED 还有幺到位。那是，这有么问题噻嘛？先得讲一下保值个，对个，对，当个能做嘞。那我讲下超色古光属于全部个，没有，等于我讲下 B L 那支嘞，你莫只会 B L 那支嘞。阿龙就那路，超色股光，超色。老那，老那，B L 那支嘞就眉毛变有开嘞。 အကိုကောင်ကျွန်တော်တရုတ်မြန်မာနေဆက်ပေါင်စီနဲ့မြောက်မယ်ဆိုခင်ဗျာဘီလီယံနဲ့ချိတယ်စင်တကောင်ကိုတထောင်ကျော်တယ်မြန်မာငွေတထောင်ကျော်တယ်မင်းတို့ရောင်းစားဖို့ပဲစဉ်းစားနေရမင်းရဲ့ဘရဲ့ဘောမာတွေကိုပြောပါဦးမင်းတို့ဘလို့ဘယ်ရအောင်ဘလို့ရောင်းအောင်မလဲဆိုပြီးစဉ်းစားနေတဲ့ကောင်တွေကောင်းနေမှာစကလေးကောင်းနေကောင်းချက်သိန်းတထောင်ကျော်လို့လဲနဲတဲ့ပတ်စံနေမဟုတ်ဒါတွေကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့စိတ်ထွက်သွားတဲ့ငွေတွေအရမ်းမျိုးကိုကောင်းတယ်စင်ဆိုတော့ကနိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ကျွန်တော်တို့ပြယုံနိုင်ငံတော်ရဲ့ယတနာလို့သတ်မှတ်ထားကြတယ်တနည်းအားဖြင့်ဗုဒ္ဓဘာသာဝင်တွေရဲ့ယတနာလို့သတ်မှတ်ထားတယ် အလှူလို့ရအောင်မှာကျွန်တော်တို့ဒီစင်နေနဲ့အလှူလို့ကြတာမြမတလေးတွေခိုင်ခိုင်မာမာတရှိစေဖြစ်တယ်။အဲဒါဆိုလည်းမင်းပါအောင်ရအောင်ထိန်းခိုင်လေမင်းပါအစိမ့်အောင်မထိန်းနိုင်မဲနဲ့မင်းတို့စာကလေးခေါင်းလုံးကောင်မျိုးပူတော်ဆိုးမယ်။အရန်ကုန်နှမျိုးမကောင်းလေ။အင်းအရန်ကုန်နှမျိုးမကောင်းလေ။ဒီစင်တွေကကျွန်တော်တို့နိုင်ငံတော်ပိုင်တဲ့စင်တွေပြည်သူပိုင်တဲ့စင်တွေတနည်းအားဖြင့်ဝန်ကြီးဌာနနိုင်ငံတော်ပိုင်နေပြည်သူပိုင်တဲ့ထည့်ပြောနေမင်းတို့အဘပိုင်တဲ့စင်တွေတို့ရင်စပြောမင်းတို့အဘအုပ်ချုပ်နေသေးမင်းတို့ပိုင်ဆိုင်မှုဘာမှမရှိဘူးဆိုငါတို့ပြောပြသားပဲ။နောက်ကတော့တယံဇာတာနဲ့တဘာဝပအောင်ကြီးထိန်းသိမ်းဝန်ကြီးဌာနကပိုင်တဲ့စင်တွေ လက်ရှိလက်ရှိမှာစကားနဲ့နေစာကြီးအတွင်းမှာဆိုရင်လည်းပဲတနည်းအားဖြင့်အလောင်းတော်ကတ္တပနေမြေမှာတရားစတာနဲ့တဘာဝပဝင်ကြီးထိမ့်သိရေးဝင်ကြီးဌာနပိုင်းနဲ့စင်တွေကိုအကြံဖတ်သမားတွေရရှိလာတယ်။နောက်တစ်ခါကျွန်တော်တို့ဘကူတိုင်းနေစာကြီးဘကူရုံးမဧရိယာထဲမှာရှိတဲ့ကျော်စုပ်မင်းမပိုင်နဲ့ဟာဘာရှိသေးလဲ။ ပြူလာပဲရှိတော့လားဒါအငဲနဲ့ဟလာဒီတစ်ခေါက်ပတ်စံနဲ့ရှင်းလိုက်ရလို့အငဲနဲ့လွတ်မြောက်သွားမှာမဟုတ်ဘူးဒီတစ်ခေါက်ပတ်စံနဲ့ရှင်းပြီးွားရင်နောက်တစ်ခေါက်လည်းရှင်းလို့ရှိရာရတဲ့လောက်ဖဲမယ်ရတဲ့လောက်ဖဲလို့ရှင်းလို့ရှိရာထွက်เสียပတ်စံမရှိတော့ဘူးဆိုလို့ရှိရင်နော်ရှင်းလို့ဘာမှအကြောင်းပြလို့များတော့ရှင်းလို့ကိုဆွဲစီသွားမှာဖြစ်တယ်အခုဟာကနော်အိမ်ပေါ်လေးကိုပေါ်ရင်ကိုတက်ပြီးဆွဲနေတာတော်တော်လေးကိုစူးစူးဝါဝါလုံနေတာဖြစ်ပါတယ်အရင်တော့ကပထမတက်တုပ်တဲကသူတို့ကဒီပေါ်တာဆွဲတာတွေကလုံနေပြီအဲ့တော့ပေါ်တာဆွဲခံရတဲ့လူတွေကပတ်စံနဲ့ယူရပြန်လွတ်လာတယ်လူစားထိုးတယ်ပြန်လွတ်လာတယ်နော်အဲ့တော့လူစားထိုးတယ်ဆိုတာလဲတကယ်ကိုမှမိသားစုအခက်အခဲဖြစ်နေတဲ့စာဝတ်နေအခြေအနေမလ တဲ့လူတွေအနေနဲ့ကဘလို့ပဲဖြစ်ဖြစ်ဆိုပြီးတော့ဟာလာပတ်စံနဲ့ထည့်ပေးလိုက်တယ်နော်စစ်ကောင်စီရဲ့လက်ထဲကိုကိုယ့်ရဲ့သားသမီးတွေဝင်းရုံကြီးကြီးနဲ့ပတ်စံနဲ့ထည့်ပေးလိုက်တယ်အခုကအဲ့ဒီလိုမျိုးမဟုတ်တော့ဘဲနဲ့နော်အလှည့်ချသွားရတော့မယ်ဆိုတဲ့အခါကျတော့ okay ကိုယ့်ရဲ့သားသမီးတွေအတွက်ကတော့တော်တော်လေးကိုရှင်နှင်းစရာရှင်လေးရကောင်းနေတဲ့အနေထားဖြစ်ပြီဆိုတာကိုဒါမိဘပြည်သူတွေကိုကျွန်မအနေနဲ့သတိပေးခြင်းတယ်နော်ဒီလိုလူတို့ကိုသတိပေးခြင်းတယ်အဲ့တော့ဒီကိစ္စဟာရှင်တို့ပေါ့ပေါ့လေးတွေးလို့မရတော့ဘူး ဒါကဒါဆိုရင်ဒါကိုဘယ်လိုရှောင်ရမလဲဆိုတော့ရတဲ့နီးနဲ့ရှင်လို့ရှောင်ရပါအဲ့တော့ကျမတို့လာပြောတဲ့သူကအိနေချန်နေပေါင်ပြီးတော့မှဟာလာဒီစင်မူတန်ဥတွေကိုရှောင်လိုက်တယ်ဟုတ်ဘယ်နှခါရှောင်လို့ရမလဲရှင်တို့အဲ့အိနေချန်နေကိုပေါင်ပြီးဥပဒေကိုရှောင်မဲ့အခါရှင်တို့တခြားနိုင်ငံတွေကိုထွက်လို့ရရင်ထွက်ပါထွက်ဘာလို့ရှောင်လို့မရလဲဆိုတဲ့ပြဿနာကစင်မူတန်ဥပဒေကိုရှောင်ဖို့တဲ့ငွေပေးတဲ့အခါမှာမင်းရောက်နေတဲ့ရောက်တာမဟုတ်ဘူးအောက်ကောက်ကောင်တွေကစားသွားလာ မယောင်နိုင်ငံကဂရီးမဆိုင်ဘူးမယောင်နိုင်ငံငွေလည်းမလိုချင်ရွှေလည်းမလိုချင်သူ့လိုချင်တာမြန်မာနိုင်ငံမှာငြိမ်းချမ်းပြည်ငြိမ်တဲ့နိုင်ငံတကာနိုင်ငံဖြစ်ဖို့သူ့လိုအဆုံးပဲဒါမှဖြစ်မချင်းသူ့ဘောကနေရောညောင်အိမ်မရတဲ့ချင်းနေဖြစ်နေတာအဲ့ဒီတော့သူကဘလို့လူဝဲဖြစ်ဖြစ်သူကနေပြီးတော့သူ့ရဲ့ရှေ့မှာတိုက်ပေးမယ်လူသူ့ရဲ့မိသားစုကောက်ကွယ်မှုလူလူကိုလိုအပ်နေတယ်ဒါပေမဲ့အောက်ကောက်ကောင်တွေကသိတယ်အောက်ကောက်ကောင်တွေကသိတဲ့အတွက်ဒီလိုမျိုးငွေယူတယ်မပေးနိုင်တဲ့ကောင်တွေကိုထည့်တယ်တနည်းတနည်းဒီလိုပဲလေပတ်လာတဲ့ခါကျရင်တစ်ချိန်ချိန်ကျရင်တော့သိကြတယ်ငွေပေးတဲ့ကောင်တွေပြန်လှည့်လာမှာပဲအေးအဲ့တော့သုံးမလဲလူငယ်တွေ ဒါချင်းချောင်းနေတဲ့ယာတွေမဟုတ်ဒါပြောဆိုပြီးတော့ကြောက်เสียလန့်เสียပြောနေမှာတကယ်လက်တွေ့မှာဖြစ်နေတာဆိုတော့မြေပြင်ကလူတွေအကုန်လုံးသိမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ထက်ပိုပြီးတော့မြေမှာကြုံတွေ့နေရတဲ့လူတွေပိုသိမှာဖြစ်ပါတယ်။အော်ဒီဗီဒီယိုလေးမှာကြည့်နေတဲ့မြေမှာကြုံတွေ့နေရတဲ့လူရှိတဲ့ဆိုရင်အားလုံးမှန်သွားပြီးလို့ရပါတယ်။အားလုံး share လေးလုပ်ပေးပါလို့ရပါတယ်။တို့မရရင်စစ်ပေးဆောင်စခန်းလေးကိုစုံစမ်းပြီးကိုယ်တိုင်ဂျုံထွက်ပါ။အခုအချိန်တွေကဘသူဘသူ့ကိုမှရှင်တို့အပြစ်ပြောလို့မရအောင်ဘသူဘသူ့ကိုမှထိုင်အောင်နေလို့မရအောင်အားလုံးကဒုက္ခရည်နေရင်ဆိုင်နေရတာဖြစ်တယ်။ဒီလိုအချိန်တွေမျိုးရောက်အောင်လေအာနာသိမ့်လို့ဖြစ်ခဲ့တာဖြစ်တယ်။နော်အာနာမသိမ့်ရင်ဒါတွေကတကွမှဖြစ်လာမှာမဟုတ်ဘူး။အဲ့တော့ ီအာနာသိမ့်မှုပေါ်မှာပြည်သူလူထုကလက်မခံတဲ့အတွက်နော်ဒီလမ်းကိုရွေးချယ်ရွေးချယ်လာတော့အဖက်ဖက်ကကြာရှုံးနေတဲ့စစ်ကောင်စီရဲ့နော်ကြာရှုံးခြင်းတွေကနော်နိုင်ငံတကာမှာလည်းဆောက်ရှက်တွေတော်တော်ကွဲနေပါဘူးနော်ဟိုစစ်ရာဇဝဲကောင်ကြီးဆိုပြီးတော့ပေါ့လေနော်အဲ့တော့နိုင်ငံတကာမှာလည်းနိုင်ငံရေးအရာရှုံးနေနေပြီဖြစ်သလိုစစ်ရေးသတင်းတွေကိုလည်းကျွန်မအများကြီးပြောစရာမလိုတော့ဘူးဒါလက်ရှိမှာဆိုလို့ရှိရင်အဲရခိုင်ရဲ့စစ်ရေးသတင်းကိုကြည့်လို့ပြစ်စစ်ကောင်စီကဘယ်လောက်ထိထိနာမိပြီလဲဆိုတာရှင်တို့ခန့်မှန်းလို့ရနောက်တစ်ခုကသတင်းအမှန်ကိုကျွန်မပြောမယ်ဒီသတင်းအမှန်ပါလဲဆိုတော့ ဘယ်နေရာပဲတွေတော့ကျွန်မမပြောအခုရှင်တို့စစ်မှုထမ်းဖို့ထည့်ပေးလိုက်တဲ့ကလေးတွေဟာနော်ဒီတပတ်နှစ်ပတ်လေ့ကျင့်ပြီးတော့ထည့်ပေးလိုက်တဲ့ကလေးတွေကဘာမှသူတို့လက်ထဲမှာလဲဟုတ်လားဟိုသူတို့ဘာမှလေ့ကျင့်ထားခြင်းမရှိဘူးဘာမှတက်ကြွတာမဟုတ်ဘူးဒီဒီစမှုထမ်းနေဆိုတာကနှစ်နဲ့ချီပြီးတော့လေ့ကျင့်ရတာလေသင်ယူရတဲ့အတတ်ပညာတွေဖြစ်တယ်နော်အရန်ကမှခက်ခဲတန်းတန်းတကြံတန်းတန်းသင်ယူလာတာဖြစ်တယ်အဲ့တော့ဒီတပတ်နှစ်ပတ်တလားမလားလောက်နဲ့စစ်တင်တန်းပေးပြီးတော့လက်ထဲတန်းတန်းထည့်ပေးလိုက်ပြီးတဲ့ကလေးတွေကိုနော်ဟိုမှာမြေပြင်မှာဒီစည်ရေးကိုအချိန်ဆွဲလို့ရအောင်သူတို့ထဲကဟုတ်လား တကယ်တိုက်နိုင်တဲ့လူတွေကိုနည်းနည်းပဲကြံတော့တာဖြစ်တယ်လို့အဲ့ဒီလူတွေကိုတိမ့်နာပြီးတော့မှပြည်သူလူထုကိုထိုးသွင်းနေတာဖြစ်တယ်လူသားတိုင်းလုံနေတာဖြစ်ပါတယ်အဲ့တော့စစ်မှုထမ်းတဲ့ဥပဒေနဲ့ရောက်သွားတဲ့တိုက်ပွဲမှာရင်ဆိုင်နေရတဲ့ကလေးတွေဟာအကုန်ပေးပါတယ်နော်အကုန်ပေးပါတယ်အဲ့တော့မြန်မာပြည်မှာတော့တချို့ကဟိုလိုင်းမတုံးရဲတာရဲ့တော်လိုင်းသတင်းတွေကိုမကြည့်ရဲတာရဲ့မရှင်းရဲတာရဲ့အမျိုးမျိုးအကြောက်တရားတွေကြောင့်သတင်းအမှန်တွေကိုမရပြီမဲ့ကျမတို့ပြည်ပမှာရှိနေတဲ့လူတွေကတော့သတင်းအမှန်တွေကိုကုန်ရတယ်နော် အေးအေးမှကြဆုံတဲ့သူတွေဟာအသက်မပြည့်သေးတဲ့လူတွေလည်းပါလာတယ်အများကြီးပေါ့ရှင်နော်အဲ့တော့ဒီကလေးတွေဟာစိတ်မြေပြင်မှာဘယ်လောက်ထိကြောက်နေမလဲနော်ဒါကလည်းရှင်တို့ရဲ့ပေါ့ဆမှုပဲဒီလိုမျိုးတွေဖြစ်နေတယ်ဒီလိုမျိုးတွေဖြစ်လာမယ်ဒီလိုမျိုးတွေလုံနေတယ်ဆိုတော့ရှင်တို့ကိုယ်တိုင်လည်းဟိုမြင့်မြေကိုယ်တွေတွေ့ထားပြောရဖြစ်သလိုဒါတော့လည်းဟင်းအားစုတွေလည်းအများနဲ့ထုတ်ပြန်ပေးနေရပဲဒီစစ်မှုထမ်းဥပဒေလာတော့မယ်ဆိုတော့လည်းထုတ်ပြန်ပေးနေရပဲအစတည်းကအချိန်ရခဲ့ရတာနဲ့ရှင်တို့မပါဝင်ခဲ့ကြတာနော်ရှင်တို့ဒီလည်းအချိန်တိုင်ပြီးသွားမှာငါတို့မပါဝင်လည်းထမ်းလူတွေပါဝင်နေရပဲဒါမှမဟုတ်ငါတို့စီတော့ရောက်လာမှာမဟုတ်ဘူးဆိုလည်းပေါ့ပေါ့ဆဆတွေးခဲ့တဲ့အရာတွေကရှင်တို့သားသမီးတွေကိုစစ်ကောင်စီကထိုးထွင်းနေပါပြီထိုးထွင်းနေပြီအဲ့တော့တော်လန်ရေးအင အားစုတွေဘက်ကနေပြီးတော့လာပြီးစစ်မှုလာထမ်းကြပါလို့ဘယ်သူမှမခေါ်ဘူး။ဘယ်သူမှမခေါ်ဘူး။နော်အခုခေါ်နေတာကစစ်ကောင်စီဘက်ကပဲပြည်သူခေါ်နေတာ။အဲ့တော့ရှင်တို့အောင်မယ်ဆိုလို့ရှိရင်လည်းရှင်တို့ရဲ့အဘတွေကိုရှင်တို့ပြန်အောင်ဒီလိုအခြေအနေမျိုးကိုသူတို့ကလက်တွေလုပ်နေတာဖြစ်တယ်။အဲ့တော့ရှင်တို့တာသမီတွေကအကြောက်တရားနဲ့တွားရတဲ့အပြင်ကိုမှမပြေးနိုင်မလွှားနိုင်ဟုတ်လား။ဒီတင်နာနေကိုဒီပညာရက်တွေကိုတည်တည်ချာချာမတင်နာတဲ့အတွက်အကြောက်တရားနဲ့တွားရတယ်လမ်းတွေမကြောင်းမပြေးနိုင်မောမခံနိုင်တဲ့အတွက်ပါဝါးနေလူအလုံးကကြောက်ရွံ့နေရှင်တို့ဆက်သွယ်လို့မရဘူးဆိုရင်တည်ပြီးလို့တာတမလိုက်တော့ရှင်တို့ရဲ့တန်းသမီးတွေစိတ်မြင်မြန်မှာကြောက်ရွံ့သွားပြီနောက်တစ်ခုက အဖမ်းခံရတယ်ဟုတ်လားအရှင်လက်လက်အဖမ်းခံရတယ်ဆိုလို့ရှိရင်လည်းပဲရှင်တို့မထင်နာတမအဲ့ဒါလည်းမပြောချင်ရှင်တို့ရရဆက်ဆက်နဲ့နော်ဒါအထိုးထွေးခံရမှာဖြစ်တယ်နော်အဲ့ဒီလိုအနေထားမျိုးကိုရှင်တို့သာသမီရင်ဆိုင်နေရတာဖြစ်တယ်ဒါကိုရှင်တို့ကိုယ်သာသမီတွေကိုပြန်ကြည့်ပါအခုအချိန်လေးကရှောင်လို့ရတဲ့နည်းနဲ့ရှောင်ပါနော်ဒုက္ခကလူတိုင်းမှာရှိတယ်ဒီဒုက္ခကမဖြစ်မနေရောက်လာမှာအနည်းနဲ့အမြန်ပဲရှိတယ်နော်နောက်ခွက်တော့ပြောချင်တာကတကယ်လို့ကိုယ်ကစိတ်မမထမ်းကျင်မယ်နဲ့အတင်းအဓမ္မခေါ်ယူခံသွားရတဲ့လူတွေဆိုလို့ရှိရင်စိတ်မြေပြင်မှာအလံပြူထောင်းပါနော်အလံပြူထောင်းပါ အလံဖြူထောင်ပြီးတော့မိတဲ့ကလေးတွေအသက်ရှင်ပါတယ်။ဒါမှမဟုတ်ဘယ်နဲ့စစ်တုပ်ပန်းဖြစ်မိတဲ့ကလေးတွေကမတတ်တာမစားတာပါဘူးနော်။အဲ့ဒီအတွက်နော်ဒါကျွန်မအနေနဲ့သတင်းစကားပေးလိုက်ပါတယ်။မတရားခံရတဲ့ကလေးတွေစစ်နေပြီးကိုရောက်လာတဲ့အလံဖြူထောင်ပြီးအသက်လုံးပြောတာပြေးပါတော့နော်။အဲ့တော့အခုအချိန်ကြီးကပေါ့ပေါ့ဆဆတွေးရမယ့်အချိန်တွေမဟုတ်တော့ဘူး။ဒီအချိန်တွေကတော်လည်ရဲ့နောက်အနောက်ပိုင်းကိုရောက်နောက်ဆုံးပိုင်းကိုရောက်နေပြီဖြစ်တယ်။အဲ့တော့ကျန်းဒီစစ်ဘလူးတွေကလည်းအာနာရှင်တွေကလည်းအစွမ်းကုန်ရုံမှာအစွမ်းကုန်ကျမ်းတော့မှာဖြစ်တယ်။ဒီထက်ပိုပြီးကျမ်းလာတော့မှာဖြစ်တယ်။ဒါတွေကိုလည်းလက်တွေလှုပ်ဆောင်နေပြီဖြစ်တယ်။အဲ့တော့ ပြည်သူလူထုများအနေနဲ့မိမိသားသမီးရဲ့အသက်တွေကိုနှမျောတယ်မိမိသားသမီးကိုချဲ့ဆိုလို့ရှိရင်အခုအချိန်ကနေစပြီးတော့ရှင်တို့ရဲ့သားသမီးတွေလွတ်ရတွေ့ရဖို့တင်းချောင်ခိုင်မှာကြားတဲ့နည်းနဲ့တင်းချောင်ခိုင်မှာဒုက္ခကလူတိုင်းမှာကျွန်မပြောပြီးဒုက္ခကလူတိုင်းမှာရှိပါတယ်ဒီဒုက္ခတွေကိုကျွန်တော်တို့အရင်တုန်းကလည်းခံလာခဲ့ရဘူးလေเนาะဒါကဒုက္ခမဟုတ်တော့ဘူးကျွန်တော်တို့အနေနဲ့ဒီဒီပွဲချင်းကိုမပြီးပြီးအောင်ပြီးလို့ကနောက်မဆုတ်တန်းသွားတော့မှာဖြစ်တဲ့အတွက်ဟာလာဂျားနေဆိုတဲ့လူတန်းစားများเนาะကိုရှိကိုမရောက်လာဘူးလို့ထင်တဲ့လူတန်းစားများ မိသားမီဖြစ်တော့မှာဖြစ်တယ်။အဲ့ဒီတော့ကျွန်မအနေနဲ့စေတနာဘလဘွားနဲ့တတိပေးလိုက်ခြင်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရုံမှမှုကိုကျွန်တော်တို့အနေနဲ့အထွေအထူးပြောစရာမလိုတော့ဘူး။တမျိုးပြီးတမျိုးရုံမှနေတာရှင်တို့မျက်မြင်ကိုယ်မြင်မှာဒီကလူတွေအတိဆုံးဖြစ်ပါတယ်။နော်။အဲ့ဒီတော့စစ်မှုထမ်းဥပဒေကိုရတဲ့နည်းနဲ့ဒီအချိန်မှာရှောင်ဖို့နောက်တောင်ကြာနေပါပြီလို့တတိပေးလိုက်ပါတယ်။ဘာလို့မဲဒီဗီဒီယိုလေးမှာကတော့တရားကိုသိမ့်မြက်ရဲ့ပတ်စံနဲ့တော်လန်ရေးဆိုတဲ့အကြောင်းလေးကိုသုံးသပ်သင်ပြပေးထားတာလေးကိုကြည့်ရသေးတဲ့မျိုးရီအတွက် ျွန်တော်တို့အကြည့်တူပြရပါတယ်ပြန်လည်းမျှဝေပေးတဲ့ချင်းဖြစ်ပါတယ်ဘာလို့ပဲအပီးပြီးတော့ဟိုတဲ့ဝေဖန်မျှဝေနားသွားကြပါအောင်ဗျာတော်လိုင်းရဲ့အခက်အခဲတွေမှာအဓိကကြားတဲ့အခက်အခဲတစ်ခုကတော့ပတ်စံမရှိလို့ရှိရင်တော်လိုင်းရေးလုံးလို့မရတဲ့လောက်ဖြစ်နေတာဟာအခက်အခဲကြီးပါတော်လိုင်းရေးသမားတိုင်းဟာငွေကိုနီလန်မျိုးစုံနဲ့ရှာဖွေကြရတာဟာအလွန်ခက်ခဲပင်ပန်းလာပါတယ်တော်လိုင်းရေးလုပ်ငန်းမှာတက်ဆွန့်ကြိုးပမ်းဆောင်ရွက်ရတာကတစ်မျိုးရံမုံငွေရဖို့အတွက်ကြိုးစားရတာကတစ်မျိုး အခက်အခဲအလွန်ကြီးမားပါတယ်။ကြီးစံတရောင်တိုင်းတရောင်တိုင်းအတွက်ငွေနဲ့ဆက်ပြီးတော့ဝယ်ကြရပါတယ်။မောင်းပြန်တနက်တက်လက်ဟာဘယ်လောက်ဈေးကြီးတယ်ဆိုတာကိုအားလုံးသိကြပါတယ်။ဒီကြားထဲမှာဝယ်လိုအားကကြီးတော့ဈေးကတနေ့တခြားတက်လာပါတယ်။မောင်းကိုဈေးကွယ်ဆိုတော့ပူဆိုးပါတယ်။တော်လိုင်းရဲ့အစမှာတုန်းကလှူချတန်းချတဲ့သူတွေကအားတက်တယ်ရောရှိကြပါတယ်။အလွန်တက်ကြွကြပါတယ်။အခုတော့လှူရက်ပြည်သူတွေလည်းပန်းလာကြပါပြီ။လှူဒန်းငွေကလည်းလျော့နေလာပါတယ်။တစ်ဖက်ကအဲ့ဒါလိုလှူဒန်းငွေကြဆင်းလာချိန်မှာ တော်လိုင်းကြီးကအရှိန်အဟုန်မြင့်တက်လာပါတယ်။ အကြက်တဲကလည်းပိုကြီးလာပါတယ်ဝေးပိုလိုလာပါတယ် supply ကကျနေတဲ့အချိန်မှာ demand ကတက်နေပါတယ်လိုအပ်ချက်တိုးလာတဲ့အချိန်မှာပြီးတဲ့အားကကျလာပါတယ်အဲ့ဒီတော့ငွေကိုမရရတဲ့နည်းနဲ့ရှာဖွေလာကြရပါတယ်ပြီးကြတဲ့ရပိုင်းတွင်ကမြေကြံမျိုးအထက်မှာကားတွေကိုတားပြီးတော့တော်လန်ရေးအဖွဲ့အဖွဲ့ကကန်ဆန်းမဲတစ်ဆောင်ကို2000နဲ့ရောင်းပါတယ်တချို့လူကျင်စိတ်ရှိပြီးတော့မလူရဲတဲ့လူတွေအတွက်ကတော့အစင်သင့်ဖြစ်သွားပြီးတော့အားရဝမ်းသာလူကြတာမျိုးလည်းရှိပါတယ်တော်လိုင်းရေးအဖွဲ့ကလည်းအစ်စ်မှန်တော်လိုင်းရေးအဖွဲ့ပါဒါပေမဲ့ တချို့လူတွေမှာတော့ငွေကြေးအဆင်မပြေပေမဲ့အလူခံကြတဲ့လူတွေကတနက်တွေနဲ့ဆိုတော့ကြောက်ကြောက်နဲ့ကန်စမ်းမဲကိုဝယ်ကြရပါတယ်ဝယ်ပြီးရလာတဲ့ကန်စမ်းမဲကိုလည်းကိုနဲ့အတူယူမလာရဲကြပါဘူးယူလာပြီးတော့အဆင်မသင့်လို့စစ်သားတွေပြူစောထီတွေကတွေ့လို့ရှိရင်အသက်ခံရနိုင်ပါတယ်လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကလည်းမြင်းချံမျိုးကုရွာကွန်းဆိုင်မှာတော်လန်ရေးအဖွဲ့ကဖျားဖွဲ့အတွက်ဂောဘကလူကြီးတွေလိုတိန်တဆင်းလိုက်ပြီးတော့အလူခံနာမျိုးကိုတွေ့ရပါတယ်ကိုယ့်အရှိအထိတနက်နဲ့လိုက်ပြီးတော့အလူခံနာဆိုတော့ စေတနာရှိလဲလူရတာပါပဲစေတနာမရှိရင်လဲလူရတာပါပဲတခါအဲ့ဒါလိုတော်လိုင်းအဖွဲ့ကအလူခံသွားတာကိုသတင်းကြတော့ပြူစောထီတွေထပ်ရောက်လာပြီးတော့ချင်းချောက်ဂျိန်ပေါင်းအလူခံပြန်ပါတယ်ထပ်ပြီးတော့အလူခံတာပါအဲ့ဒီတော့ကြောက်ကြောက်နဲ့ထပ်လူရပြန်ပါတယ်မင်းကြံကတီတာယူမွန်ရဲ့ပြူစောထီအဖွဲ့ဆိုတာကလည်းနာမည်ဇိုးနဲ့အလွန်ကြော်ကြားပါတယ်မင်းကြံတောင်းတာနယ်ထဲမှာပြူစောထီအဖွဲ့တွေအားကောင်းလာတယ်ဆိုတာကလည်းပတ်စံပေးနိုင်လို့ပါပြူစောထီတဲ့ဝင်တဲ့သူတွေကိုပတ်စံပေးပြီးတော့ခေါ်လာတွေလှုပ်လာတော့ ဝင် မျက်နှာတစ်ခုတည်းကိုကြည့်ပြီးတော့ဝင်တဲ့သူတွေကဝင်ကုန်ကြပါတယ်။ဒါအပြင်မှာချဲတိုင်ခံတဲ့သူတွေကရဲကိုထုံးစံအရဆိုရင်အများအားလိုင်းချေးပေးရပါတယ်။ပြူစော်တီတက်ကိုဝင်ထားလို့ရှိရင်ရဲကိုလိုင်းချေးပေးကြမှာမလို့တော့ပါဘူး။တနက်ကင်ထားတော့ရဲကိုလည်းကြောက်စရာမလို့တော့ပါဘူး။ရဲကတောင်ပြူစော်တီကိုပြန်ကြောက်ရတဲ့အနေထားပါ။မြင်းကြံအနောက်ပိုင်းရွာတွေမှာနာမည်ကြီးဂျင်သမားတွေရှိကြပါတယ်။အဲ့ဒီဂျင်သမားတွေကလည်းပြူစော်တီတက်ကိုဝင်ကုန်ကြပါတယ်။ပြူစော်တီတက်ဝင်တဲ့သူတွေအတွက်ဂျင်တိုင်တွေလွတ်လွတ်လပ်လပ်လုပ်လို့ရသွားပါတယ်။ မူရစေဝါဆေးပြားရောင်းတဲ့လူတွေလည်းပြူစောထီတဲ့ကိုဝင်ကြပါတယ်။မကောင်းတာတွေဥပဒေနဲ့မကင်းလွတ်တာတွေလောက်တဲ့လူမှန်တယ်မြပြူစောထီတဲ့ဝင်ပြီးတော့ပြူစောထီရဲ့အကာအကွယ်ကိုယူကြပါတယ်။အဲဒါမဲ့ဒီလိုမျိုးပြူစောထီကိုဝင်သွားတဲ့တဲမှာကဲကိုတိုက်ချင်ခိုက်ချင်တဲ့နိုင်ငံကာဝင်တဲ့လူတယောက်မှမရှိတဲ့အတွက်ကဲတိုက်ပွဲဖြစ်လာခဲ့ပေမဲ့ဆိုရင်စောထီအနေနဲ့ယူကြပါတယ်။ရှုံးနေရင်ဆိုင်မှာပါ။ဒါကြောင့်တို့တော်လိုင်းတက်တဲ့အနေနဲ့ဒီတက်မကြပဲနဲ့ဘလောက်ပဲများပြားတဲ့ပြူစောထီဖွဲ့စည်းနေပါသေး။မြင်းကြံကတီတာယူမှုကိုတော့ကျွန်တော်တို့တွေအားလုံး ဖန်စီရမိတာကိုတော့လူကြီးမားတော့အသေးချပါပဲလူတွေအားလုံးနဲ့မျှော်လင့်နေမယ်လို့ဒီပါတယ်ရွာတရွာကိုမိရှုပ်ပြီဆိုလို့ရှိရင်လေရတဲ့ပစ္စည်းကိုဆယ်ဘိန်းကားကြီးတွေနဲ့တိုက်ယူလာပြီးတော့ဝေစုခွဲကြတာမျိုးတွေလှုပ်ကြပါတယ်ပြူစောတိတွေရတဲ့လကအထက်အဲ့ဒါလိုအခွင့်အရေးတွေကြောင့်စီးပွားဖြောင်းကြတာကပိုပါတယ်အဲ့ဒါကြောင့်ပြူစောတိတွေကိုဝင်ကျင်ရတဲ့အချောင်းသမားတွေများလာပါတယ်တခိုးကြဘိုးလူမိုက်အချောင်းသမားတွေမှန်တယ်များဟာပြူစောတိတွေရောက်ကုန်ကြပါတယ်အဲ့ဒါလိုလူမျိုးတွေရဲ့လက်ထက်မှာတဏ္ဍာလဲရှိတော့ဘာလုပ်မလဲဆိုတာစဉ်းစားလို့ရပါတယ် ဓမြထွက်တိုက်ကြပါတယ်ပြူစောတိပေါ်တဲ့နယ်တွေမှာဓမြမှုအလွန်ပေါ်ပါတယ်ရဲတို့စစ်တပ်တို့ကလည်းအဲ့ဒီဓမြမှုတွေကိုအရေးမြူပဲနဲ့လွှတ်ပေးထားကြပါတယ်ဓမြကဘာတူလဲဆိုတာကိုသိနေလို့လွှတ်ပေးကြတာပါမကြခင်တော့ကရွာတရားကိုဓမြတိုက်ရမှာဓမြကိုရွာသားတွေကမှတ်မိသွားတော့အဲ့ဒီဓမြတိုက်တဲ့ပြူစောတိကိုဓမြတိုက်လို့ဆိုပြီးတော့တရားယူမွန်ကတက်လိုက်ပါတယ်ပေါ်လို့တက်တာပါမပေါ်ရင်အကာအကွယ်ပေးပါတယ်အဲ့ဒါလို့ဥပရိမဲ့ဖြစ်ချင်တာဖြစ်နေတာပါအဲ့ဒီတော့ပြူစောတိတွေဟာ ဓမြတိုက်ခွင့်နိုင်စင်ရနေပါတယ်။ဒါပေမဲ့ကို့ဘာသာပြီးအောင်လုပ်ခဲ့ကြပေါ်လာလို့ကတော့အသက်ခံရမယ်လို့စီကံထုတ်ထားပါတယ်။စကိုင်းတိုင်းမှာလည်းတော်လန်ရေးအတွက်ရံမုံငွေလိုအပ်ချက်ကြောင့်ငွေကုန်ဤအမျိုးမျိုးနဲ့ရှာဖွေကြပါတယ်။နေရာတကာမှာဂိတ်ထိုးအခွန်ကောက်တဲ့အတွက်ပြည်သူလူထုစိတ်ညစ်ရပါတယ်။ရေနံစီတွေပေါ်မှာအခွန်ကောက်တာကစစ်တပ်ကောက်တဲ့နှုံထားတဲ့တောင်မှများတယ်လို့ညှိညူတဲ့အတန်းတွေကိုကြားရပါတယ်။တချို့တော်လန်ရေးအဖွဲ့တွေဟာတစ်ထုတ်လုပ်ငန်းရေနံရွှေတူဖော်တဲ့လုပ်ငန်းတွေကိုပါ ောက်ကြတာတွေ့ရပါတယ်တော်လိုင်းအတွက်ရမုံငွေရှာတာကအမှန်တကယ်လိုအပ်ပါတယ်တော်လိုင်းအဖွဲ့အစည်းတွေစီးပွားရေးလုပ်တာကိုကန့်ကွက်ဖို့မရှိပါဘူးဒါပေမဲ့ပို့ပြီးတော့စီကံတကြဖြစ်ဖို့လိုအပ်ပါတယ်တချို့တော်လိုင်းအဖွဲ့တွေကစီးပွားရေးလုပ်ငန်းကိုလုပ်ပြီးတော့လက်ဖျားငွေသေးလာတာမျိုးကိုတွေ့ရပါတယ်ကားအဟောင်းကိုမကြိုက်တော့လို့ကားအကောင်ကားအစ်စ်နောက်ဆုံးပေါ်တွေကိုဝယ်စီးတယ်ဆိုတာမျိုးတွေကိုလည်းတွေ့လာရပါတယ်စစ်မတိုက်တော့ပဲစီးပွားရေးပဲထိုင်လုပ်ပြီးတော့ကြီးပွားနေတယ်ဆိုတော့အဖွဲ့မျိုးအထိတချို့ရှိလာပါတယ် ဒါကတော့မဝေဖန်လို့မရပါဘူးမဝေဖန်မဲနဲ့လစ်လျူရှူထားတဲ့အတွေ့အကြုံတွေအရင်ကလည်းအများကြီးရှိခဲ့မှုပါတယ်မဝေဖန်မဲနဲ့ကြိတ်မိတ်မျိုးတိတ်ထားတဲ့အခါနောက်မှစိုးတဲ့ဆိုးလာပြီးတော့လိုက်လို့မမီတားလို့မရဒေါ်တဲ့အထိဖြစ်တတ်ပါတယ်စကိုင်းတိုင်းမှာအဲ့လိုအဖွဲမျိုးတွေရှိနေတယ်ဆိုတာစကိုင်းတိုင်းမှာနေတဲ့ပြည်သူလူထုတရားလုံးသိကြပါတယ်ဒါပေမဲ့ဒါဟာတော်လန်ရေးကိုအပြစ်ပြောနေတာမဟုတ်ပါဘူးတော်လန်ရေးစွန့်စံထဲမှာကြွက်ချီရောနေတယ်ဆိုတာကိုထောက်ပြတာပါတော်လန်ရေးအဖွဲအားလုံးအဲ့လိုဖြစ်နေတယ်လို့ပြောတာလည်းမဟုတ်ပါဘူး PDF တွေပကဖတွေပြည်သူကိုအလုတ်ကျွေးပြူနေတာတော်လန်ရေးကိုတန်တန်ရှင်းရှင်းလုပ်နေတာတွေလည်းအများကြီးရှိပါတယ်အကုန်လုံးကိုရောကျိတ်လိုက်လို့ရှိရင်စစ်ကောင်စီအကြိုက်ဖြစ်သွားပါလိမ့်မယ်တော်လန်ရေးအင်အားစုတွေထဲမှာကိုကျိုးစွန့်တော်လန်ရေးလုပ်နေတဲ့သူကသာအများစုပါဖောက်ပြန်ပြီးတော့ကိုကျိုးရှာနေတဲ့သူတွေကအများစုပါအဲ့ဒီအချက်ကိုတော့လေးအနက်သတိပြုဖို့လိုပါတယ်ဒါပေမဲ့အနည်းစုပဲဖောက်ပြန်နေတာပါကွာဆိုပြီးတော့လစ်လျူရှုထားရကြာလေစိုးလေစိုးလာတတ်ပါတယ်အဲ့ဒီအနည်းစုကြောင့်အများစုပါနာမည်ပြက်တာမျိုးဖြစ်တတ်ပါတယ် အ ਨੇ စုကအများစုကိုအတူတူဆွဲချသွားတာမျိုး ဖြစ်တတ်ပါတယ်။တော်လန်ရေးအတွက်ပိုက်ဆံဟာအရေးကြီးပါတယ်။မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်နေပါတယ်။အဲ့ဒါကခါသီးတဲ့အမှန်တရားပါပဲ။ဘယ်နိုင်ငံခြားကမှလည်းတော်လန်ရေးအတွက်ထိရောက်လုံလောက်အောင်ပုံအော့ထောက်ပံ့တာမျိုးမရှိသေးတဲ့အတွက်ပြည်သူလူထုရဲ့ထောက်ပံ့မှုရောနှီးအမျိုးမျိုးနဲ့ရမုံငွေရှာတာကိုပါမလွဲမရှောင်တာလောက်ကိုလောက်ရမှာပါ။ဒါပေမဲ့ပိုက်ဆံနဲ့ပတ်သက်လာရင်စီကံသိပ်တင်းကျပ်ဖို့လိုရတယ်။အဲ့ဒီပိုက်ဆံတွေဟာလှူတဲ့ငွေပဲဖြစ်ဖြစ်ဂိတ်ကြီးကောက်လို့ရတဲ့ငွေပဲဖြစ်ဖြစ်စီးပွားရေးလုပ်လို့ရတဲ့ငွေပဲဖြစ်ဖြစ် ဘယ်ကရရပြည်သူလူထုရဲ့ပိုက်ဆံဆိုတာကိုသိဖို့လိုပါတယ်။တန်ဇာတာထုတ်ရအောင်စီးပွားရေးလုပ်တဲ့ငွေဟာလည်းပြည်သူငွေပါ။တန်ဇာတာကပြည်သူပိုင်နဲ့ပြည်သူတန်ဇာတာပါ။အဲ့ဒီတော့ပြည်သူငွေဆိုတဲ့အသည့်နဲ့တော်လိုင်းရဲ့အတွက်စီကန်းရှိရှိနဲ့အသုံးပြုဖို့လိုပါတယ်။ပိုက်ဆံမရှိရင်တော်လိုင်းရဲ့အလုံးမဖြစ်ဘူး။ဒါပေမဲ့ပိုက်ဆံပေါ်လာရင်တော်လိုင်းရဲ့သမားကိုဖျက်ဆီးတတ်ပါတယ်။ရမုံငွေကိုရှာရမှာမှန်ပေမဲ့လူထုကိုဝင်တော့ဝင်ဖို့မဖြစ်စေဖို့ကနံပါတ်1ဆိုတဲ့အချက်ကိုလေးလေးနက်နက် သတိပြုကြဖို့အရေးကြီးပါတယ်။ရံမငွေရှာတဲ့လုပ်ငန်းကြောင့်လူမှုအခက်အခဲမဖြစ်ဖို့လူမှုဒုက္ခမရောက်ဖို့လူမှုစန့်ကျင်ရေးမဖြစ်ဖို့ကိုအထူးသတိထားဖို့လိုပါ။မျိုးရီအားလုံးပဲကျွန်တော်ရဲ့ကိုကြက် Revolution Reaction Channel လေးမှာတော့အတင်းအစီအစဉ်တွေနဲ့ဗီဒီယိုလေးတွေကိုတော့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာဒီစဉ်တနေ့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရောလဲအားပေးပြီးကြဖို့တောင်းဆိုလိုက်ပါတယ်